အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီရင်ဆီယာမင်းပိုင်ဆိုးဖြစ်ပါတယ်အဲကျွန်တော်ခုတစ်ခါမှာတော့ကျွန်တော်မိတ်ဆွေတောက်ကြတန်သမီအားလုံးအတွက်၁၇ဆယ်လ2025ကနေ၁၈ဆယ်လ2025အတွင်းမှာကြုံတွေ့ရမယ့်တပတ်စာကံကြမ္မာဟော့ကင်ကိုကနတခွင့်စီလာကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ဒီတပတ်ကာလကအဲကျွန်တော်မိတ်ဆွေတောက်ကြတန်သမီဘယ်လိုကံရလေးတွေရှိလဲပေါ့နော်ကံကောင်းလားကံညာလားလို့ကြည့်တော့ဝတ်ထောက်ဖို့ကောင်းပါတယ်ဗျာဒီတပတ်ကာလလည်းကျွန်တော်မိတ်ဆွေတောက်ကြတန်သမီကံကောင်းမယ်ဆိုတဲ့အထက်မှာပါပါတယ်ဗျာနော် ပထမဦးဆုံးထီကန်ဆန်းခြင်းလို့ဝါသနာပါတဲ့သူတွေဆိုရင်ထီလေးကန်ဆန်းလို့ရအောင်ဂဏန်လေးပေးခြင်းလို့ဖြစ်နိုင်မယ်ဆိုရင်တော့ဂဏန်ကတော့အစဉ်ပြေတဲ့ဂဏန်ထိုးပေါ့လေကန်ဆန်းတာပဲအဲ့တော့ထိုးမယ်ဆိုရင်အပူအခွလေးတွေများများလေးပါတာထိုးနော်အပူတွေအခွလေးတွေများများပါတာလေးတွေထိုးပြအောင်ထိုးပေးနော်အဲထိုးမယ်ဆိုလို့ရှိရင်သူက၄ဆ၄ဆုံးအဲ့တော့၅ဆ၅ဆုံးခွန်ဆခွန်ဆုံးအဲ့လိုဂဏန်အပူလေးတွေထိုးပြီးရင်ပို့ပြီးတော့အကောင်းမယ်လို့အကြံပေးခြင်းနဲ့ဗျာနော် အဲ့တော့ဒီတစ်ပတ်ကာလမှာတောက်ကြတာသမီးတွေမိကောင်းဆွေကောင်းတိုးဝါလာလေးတွေကြုံဝတ်တဲ့ကင်ရှိတယ်။ကိုထက်ကြီးခဲ့တဲ့သူတွေစီကနေထူးထူးခြားခြားလေးကုညီဆောက်ချောက်တဲ့အနေထားလေးတွေကြုံဝတ်တဲ့ကင်ရှိတယ်ပေါ့။အဲ့တော့ယာရုတိုးကျင်တဲ့သူတွေဆိုရင်ဒီကာလမှာယာရုတိုးဆောင်ဝတ်လေးပါတယ်ဖြင့်ယာရုတိုးတဲ့ဆိုတဲ့အနေထားရှိတော့ဝမ်းသာဖို့ကောင်းတယ်။ယာရုတိုးအပြောင်းလဲလေးတွေဖြစ်တည်လာပါလိမ့်မယ်ဗျာနော်။နောက်တောက်ကြတာသမီးတွေဒီကာလမှာအဲဘယ်လိုပြောမလဲရှစ်ပုံရှစ်ကံကြီးမားတဲ့သူတွေဆိုရင်ဒီကာလမှာလေရွှေတဲ့ပစ္စည်းတွေပါတယ်ဝန်ထမ်းတဲ့ကင်ရှိတယ်။ဝင်အဝင်တော်တဲ့ကင်လေးတွေရှိတယ်နော်။အဲကိုပိုင်စီဝါရေးလုပ်ငန်းလုပ်ကနေတဲ့သူလေးတွေဆိုလို့ရှိရင်တော့လေ ရွှေနဲ့ပတ်သက်ပြီးအယောင်းဝယ်လုပ်တဲ့သူတွေဒီကာလမှာအမြတ်ဆုံးမြန်မာဆရာသားရတာပေါ့ပြီးတော့ရွှေမျိုးလုပ်ငန်းလုပ်ကနေတဲ့သူတွေရွှေထူတာတွေအရင်နံထူတဲ့သူတွေဆိုဒီကာလမှာအောင်မြင်မယ်ဆိုတဲ့အနေထားလေးတွေကြုံရတဲ့ကိန်းရှိတော့ဝမ်းသာဖို့ကောင်းတယ်အဲမွမျိုးလုပ်တဲ့သူတွေဆိုလည်းဝမ်းမွမျိုးတွေပါတယ်ဒီကာလမှာဖြစ်တည်လာတာပေါ့ကောင်းတာပေါ့ဗျာနော်အဲ့တော့ဘုဒ္ဓကုဏနဲ့ပတ်သက်တဲ့လုပ်ငန်းတွေလုပ်လို့ကောင်းတယ်။ရေကက်ဆက်လေးတွေ၊ရေသန့်ဆက်အောင်လေးတွေဆိုရင်ပို့ပြီးတော့အယောင်းအဝယ်လေးတွေပို့ပြီးတက်တက်လက်လက်ဖြစ်တည်လာမယ်ဆိုတဲ့အနေအထားလေးတွေပါတယ်။ဟမ်နော်။အဲ့ဒီလုပ်ငန်းတွေကိုယင်းနှမြုံအောင်ပြီးလုပ်တင်တယ်လို့အကြံပေးလိုတယ်။တခုရှိတဲ့ဝန်ထမ်းတွေဖြစ်ခဲ့မယ်ဆိုရင်ပေါ့လေ။တစ်ဖက်မှာ ကောင်းတာလေးတွေရှိသလိုတစ်ဖက်မှာလည်းအညံ့လေးတွေတော့ရှိတယ်။ဗားလေးတွေညံ့တယ်လေတဲ့။ဒီကလာမှာလောက်ပေါ်အကင်ပဲအချင်းချင်းကို့မနာလို့တိုက်ခိုက်ပြီးဆွဲချဖို့နည်းနည်းကြံစီတာမျိုးလေးတွေဖြစ်တယ်နော်။အထက်လူကြီးကဘာမှမဖြစ်ဘူး။အောက်လက်ငယ်သားတွေနဲ့လောက်ပေါ်အကင်ပဲဒီကကို့မနာလို့တိုက်ခိုက်ပြီးတော့အထက်ကိုအဲဂလန်ကဆန်တို့ကဂုံးတိုက်တာတွေဘာတွေအစားဖြစ်နေတာမျိုးလေးတွေကျွန်တော်တော့အဲအလုပ်ထဲမှာလူရင်းလူယုံဒုက္ခပေးတဲ့အထူးသတိထားပဲ။တချို့ယာလူကောင်းချင်ရှိတဲ့သူတွေကြတော့အောက်လက်ငယ်သားလေးတွေကကို့ကိုကောင်းကောင်းကြီးဒုက္ခပေးတဲ့။သူတို့အကြောင်းပြုပြီးကို့ပါလိုက်ပါဖြည့်ရှင်းရတာလေးဖြစ်တဲ့။ ကိုပိုင်စီးပွားရေးလုပ်ငန်းလုပ်ကနေတဲ့သူတွေဆိုရင်ဒီကလာမှာအောက်လက်ငယ်သားဝန်ထမ်းလေးတွေကိုစီရောက်ထွက်ဖို့ကြိုးစားတာလေးတွေထွက်သွားတာမျိုးလေးတွေဖြစ်တဲ့တဲ့အဲ့လိုဖြစ်တဲ့အခါလုပ်ငန်းလေးတွေသွားထိခိုက်တာလူအစ်စ်တွေဘာတွေပြန်ခေါ်တဲ့အခါမှာအလွယ်တကူခေါ်လို့မရတာလေးတွေအစားဖြစ်တဲ့ကိန်းလေးရှိတော့တစ်ချက်တော့ဂယုစိုက်ပေးပါနော်အဲ့တော့တောက်ကြတာသမီးကျွန်တော်မိတ်ဆွေတွေအဲဒီကလာမှာကျမ်းမာရင်းနဲ့ပတ်သက်ပြီးကြည့်တဲ့အခါမှာဗောလေဘာလေးဆက်တွေ့လဲဆိုတော့အဲ one pack ကိုအထူးသတိထားပေးရမယ် one pack ထဲကနေမှတချို့ကတော့လေနဲ့ပတ်သက်တဲ့ရောဂါလေးတွေဖြစ်ပြီးတော့လေဖြစ်တာကိုရီယန်သေးတာဒါမျိုးလေးတွေဖြစ်တဲ့ စကတော့အမျိုးသမီးတွေဆိုရင်ဝမ်မိုက်တို့ရင်သားတို့လွယ်မင်းတို့မှာအလုံးကျိတ်လေးတွေပေါ်တတ်တဲ့ gain ရှိတယ်နော်ဂရုတစ်ချက်လေးစိုက်ပေးအမျိုးသားတွေတော့ကတော့သူကကြောက်ကနေပတ်သက်တာကြောက်တဲ့တာလေးတွေဖြစ်တတ်တဲ့ gain ရှိတယ်ခါနာတာလေးခါကြောင်းကြတာလေးတွေလာတတ်တဲ့ gain ရှိတော့တစ်ချက်လေးတော့ဂရုစိုက်ပေးစေခြင်းတယ်အစားစားတွေပါလေစားတဲ့ခါမှာဘုဒ္ဓကုဏနဲ့ပတ်သက်တဲ့အစားလေးတွေမစားဘဲနေပိုကောင်းမယ်ဝတ်သားတို့နော်အလူလိုလက်ဖက်တို့ဒါမျိုးလေးတွေမစားမတော့ပဲနေပိုကောင်းမယ်ဖြစ်နိုင်အရက်ဘီယာလေးတွေမတော့အောင်ပိုကောင်းမယ်လို့ပြောအဲပြောချင်တာပေါ့လေနော် ဟုတ်ပြီအဲ့တော့ဆက်ပြောပြရလေးရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ဒီကလာမှာတခုလုံးမဲ့ကင်မဲ့ဆိုလို့ရှိရင်ဂျာတာပြင်းနန်နေတဲ့အရင်အားကောင်းတာဖြစ်တော့မြေအယောင်းဝင်လို့လို့ရှိရင်တော်တော်လေးအားကောင်းတယ်ပွဲသားတွေဆိုရင်ဒီကလာမှာပွဲတွေပါတွေတက်လာလိမ့်မယ်အပန်းရောင်းတာတို့မုတ်ပဲသေးတာရောင်းတာတို့ပဲတို့ပြောင်းတို့ပွဲလုံးငန်းတို့အမရန်ကောင်းတယ်လုတ်ပြောင်းလဲလုတ်စေခြင်းနဲ့နော်တော်တော်လေးအားကောင်းတဲ့အနေထားမှာရှိလို့နောက်တစ်ခုဆက်ပြောခြင်းနဲ့ အဲဝန်ထမ်းတွေဖြစ်ခဲ့မှာဆိုရင်လက်ရှိတော့ကနေထွက်ပြီးနောက်လို့တခုကိုပြောင်းရင်ရွှေ့ကျင်နေဆိုရင်ပြောင်းပြောင်းတင်လာလို့မင်းအဲကျွန်တော်တို့ဘေးရင်ကိန်းခံရဆိုတော့မပြောင်းတင်ဘူးမပြောင်းမနေပိုကောင်းတယ်ပြောင်းခဲ့ရင်ညံ့တဲ့အညံ့တွေနဲ့ရင်ဆိုင်ရမှာဖြစ်တဲ့တော့လက်ရှိတော့လည်းအလုပ်တွေမှာပဲခက်ခဲတဲ့ဆိုခိုင်းတော့မှာပေါ့နော်သိခံပြီးတော့ဆက်လုပ်ပေးပါလို့အကြံပေးခြင်းနဲ့အခြေအိမ်တော်တွေနဲ့ပတ်သက်လို့ရှိရင်တော့တောက်ကြတောင်းသမီးတွေကောင်းတာလေးတွေရှိသလိုညံ့တာလေးတွေလည်းရှိတယ်အဲ့ဒါဘာလဲဆိုတော့အဲအခြေအိမ်တော်ကြီးမှာအဆင်ပြေလားမင်းမပြေဘူးဗျကွဲလားမင်းလည်းမကွဲဘူးဗျရန်တစ်ချက်ချက်နဲ့တိုးလို့တော်လောင်ဖြစ်နေတာမျိုးလေးတွေဖြစ်တတ်တယ်သူလည်းမပြတ်နိုင်ကိုယ်လည်းမပြတ်နိုင်ဘူး နော်လွတ်လွတ်လွတ်ချချင်တယ်လွတ်ချရင်တော့ကောင်းမှာမလားဆိုပြီးတော့စဉ်းစားအခက်ဆုံးဖြတ်အခက်ပြီးတော့အဲ့ဒါနဲ့ဒီတိုက်ဖြစ်ပြီးတော့စိတ်ဆင်းရဲကိုဆင်းရဲဖြစ်တတ်တယ်တချက်သတိထားပြီးတော့ဟုတ်ပြီလားအဲ့လိုဖြစ်တတ်တဲ့ပြန်တချို့တွေဆိုဒီကလာမှာထပ်ပြီးတော့အဲစိတ်ထောက်အနေနဲ့တခြားအချစ်သူတွေအိမ်တော်ဘက်တွေကိုထပ်ရတာထပ်ပြီးစုံရတာမျိုးတွေဖြစ်တတ်တယ်ဒီတစ်ဖက်ကလည်းမပြတ်မသားဟိုဘက်နဲ့လည်းသွားပြီးဆက်နွယ်တဲ့အခါမှာရှုပ်ရှက်ခတဲ့အနေအထားလေးတွေကြုံရတတ်တော့လေတခုခုကိုပြတ်ပြတ်သားသားဆုံးဖြတ်ချပါအကြံပေးလို့တယ်အဲချစ်သူအိမ်တော်ဘက်ကဘုတ်ခုတာသမီးတို့နော်အဲတနေ့ဝင်တာသမီးတို့ဆိုတော့ကိုကိုကောင်းကောင်းလေးစိတ်တော်ကပေးလိုက်မယ် အဲကွာလူကွာလူပြက်လူပြက်လူဖြစ်တာတချို့တွေကတော့ထွက်သွားတာဒါမျိုးတွေညာစာဖြစ်တဲ့ gain တွေရှိတယ်သတိထားပြီနော်ပညာရေးနဲ့ပတ်သက်တော့ဘာမှစိတ်ပူသေးတာမလို့ဘူးသင်တန်းကျောင်းအစ်စ်တွေတက်မလားအဲပညာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေလုပ်မလားအောင်မြင်တယ်စောင်းမွေးတွေဘာတွေဖြစ်ရင်တခြားဘက်အောင်အောင်မယ်ဆိုတဲ့အနေအထားကြီးကြုံလာဖြစ်တဲ့တို့ကအမရန်ဝမ်းတာဖို့ကောင်းပါတယ်ပြီးတော့ဒီကလာမှာပြပနိုင်ငံကြောင်းခီးတွားတဲ့ gain တွေရှိတယ်တွားခိုင်းလည်းအဆင်ပြေမယ်အောင်မြင်မယ်ဆိုတဲ့ gain တွေမှာပါတော့တော်တော်လေးတော့ဝမ်းတာဖို့ကောင်းတာပေါ့ဗျာနော်အော်ဘလာ7ရက်7ရက်14ရက်15ရက်16ရက်18ရက်ဇက်တိုက်ပဲအမရန်ကန်ကောင်းနေဗျနော် ငွေချင်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေတော်တော်လေးအားကောင်းမယ်။နေရာအပြောင်းလဲလေးတွေဖြစ်တည်လာနိုင်မယ်။ကောင်းသောဖြစ်တည်ခြင်းတွေနဲ့အပြောင်းလဲရတဲ့ကိန်းတွေရှိတယ်။ဘောဒကုဏလို့ခေါ်တဲ့ community တွေအဝင်တော်တဲ့ကိန်းတွေရှိတယ်။အဲ့တော့အရှူလေးပစ္စည်းတွေပါရစာဝင်လာလေးတွေကောင်းတယ်။ဒါအပြင်မမျော်လင့်မနဲ့အရက်ပိုင်းမှာအလူတန်းတွေပါလေထားလို့ရတာ၊ကရင်ခင်းရတာတို့၊ရှင်မြူရန်ကနေနဲ့ဆုံရတာတို့ဒါတွေဟာစားဖြစ်တတ်တယ်။တချို့လေးတွေဆိုရင်ကိုယ့်ရဲ့အိမ်ကိုအဲရန်တော်ရန်နာတွေပုံတော်တွေနော်ရန်တော်တော်တွေရဲ့ဓာတ်ပုံတွေဖြစ်စေ၊ဓာတ်တော်တွေဖြစ်စေ၊မျက်စောပြပုံတော်တွေဖြစ်စေဒါမျိုးတွေကြွားအောင်လာတာမျိုးတွေဖြစ်တတ်တယ်။ ဲ့လိုဖြစ်ပြီးတဲ့နောက်ပိုင်းငွေကြီးစီးပွားလာလာပါလေတွေပို့ပြီးတက်လာလိမ့်မယ်အလုပ်ကိုင်းလေးတွေအဆင်ပြေပြီးတော့ကိုယ့်ရဲ့ဖုန်းကိုအာနုဘော်လေးတွေပို့ပြီးကြီးပွားလာလိမ့်မယ်အလိုဘလာဆက်သုံးရတဲ့ကြက်ကတော့အညံ့လေးတွေရှိတော့သတိထားမေးရွှေတဲ့ပစ္စည်းလေးတွေပါလေပျောက်တာရှာတာလေးတွေဖြစ်တဲ့ကိန်းရှိတယ်မောင်နှမသားချင်းနဲ့အချင်းချင်းစိတ်ဝမ်းကွဲတာလေးတွေနော်ရောက်မှလည်းရန်ဖြစ်တာလေးတွေအဲ့ဒါမျိုးတွေရာစာဖြစ်တာပေါ့ပြီးတော့လူရင်းလူယုံအချင်းချင်းစိတ်ဝမ်းကွဲပြီးတော့မလိုမုံထားလေးတွေနဲ့ကြုံရတဲ့ကိန်းရှိတော့အပြောဆိုလေးတွေသတိထားမေးတချို့လေဆိုရင်ကိုထီလျောက်ရန်ပရိခါဖြစ်ပြီးသူထက်တန်ုံတွေတောင်ဖြစ်တဲ့လို့ခေါ်ပါတယ်ဗျာနော် ဲ့တော့ကအဲတောက်ကြသားသမီးတွေဒီကာလမှာကံရရရထောက်ပံ့မှုတွေအပြေအဝရအောင်နှုတ်နဲ့အောင်မိခိုးအောင်အနက်အောင်အနီအောင်တို့ကိုအဓိကထားပြီးဝတ်ဆင်သုံးဆွဲပေးပါအဲဘရောင်ညွန်ဒန်းညွန်ဒေစီပန်နေစီပန်ရောင်စုံတို့ကိုမိမိတို့ယုံကြည်ကိုးကွယ်တဲ့ဖရားမှာဖရားပန်းကတာပဲဖြစ်ဖြစ်နေအဲ့ကနေမှာအလဘောင်ထိုးတဲ့နေရာမှာပဲဖြစ်ဖြစ်ပြုလုပ်သုံးဆွဲပေးပါအဲ့တော့ကျွန်တော်မိတ်ဆွေတောက်ကြသားသမီးတွေဒီကလာမှာကြုံရတဲ့အညံ့တွေတွေกินပြီးတော့ကောင်းတဲ့ကံလေးတွေပိုကောင်းဖို့အတွက်ရရရလေးခြေချရအောင်ဗျာအဲ့တော့ရရရနေနဲ့ဘာလို့ကမလဲဆိုတော့ အနောက်ရောက်ကိုမျက်နှာမူပြီးတော့နံပြားထောပသက်လေးစားပြီးတော့မိမိတို့အလိုရှိရာဆန္ဒလေးဆန္ဒပြုဆုတောင်းခြင်းအဖြစ်အလိုရှိရာဆန္ဒလေးဒီအေကံမုတ်ချပြေဝသွားပါလိမ့်မယ်။ဒါ့အပြင်မြက်စော့ဖျားရဲ့ဝမ်းမိုက်တော်ကိုရှုတင်ကလေးလေးပြားကပ်ဖြစ်အောင်ကပ်ပေးလိုက်ပါ။ကြုံရတဲ့အညံ့လေးတွေကင်ပြီးကောင်းတဲ့ကံလေးတွေကအေကံမုတ်ချပိုရေးကောင်းသွားပါလိမ့်မယ်။တောက်ကြတာသမီးအားလုံးစိတ်အချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းအဖြစ်ပြည့်စုံကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးပါရစေ။